ဆရာတော်ဘုရားပေါ့နော်ဆရာတော်ဘုရားဟုတ်ဘူးဒီဘဝရဲ့ကဆရာတော်ဘုရားဥဒ္ဓမသာရရဲ့ဟောပါပေါ့ရိတ်တာအတိခွင့်ဖို့တော့ဒီလိုအောင်ကျူးစားနေတာပေါ့ဗျာအဲ့တော့ဒီမှာအခုကဆရာတော်ဘုရားမရောက်လာဘူးပေါ့နော်အခုရှိကိုရဆရာတော်ဘုရားကြွားလာမှာပေါ့နော်အဲဆိုဆရာတော်ဘုရားမကြွားလာဘူးတပီတော့မတော်ဗျာမေးမေဗျာအော်သူကသူကကျတဲ့ဟိန္ဒူကြီးကလူတွေကျတဲ့ဟိန္ဒူမဟုတ်ဘူးဗျာသူကမရာထီဆိုတော့ ဆရာတော်ဘုရားမြန်မာလိုပြောရင်ဆရာတော်ပြောနားမလည်တဲ့အတွက်ဆရာတော်ဘုရားမြန်မာလိုပြောရင်တပည့်တော်ဟင်းလိုပြရမယ်ပြီးရင်သူကမန္တန်ချီလိုပြရမယ်တော့ဒီထဲမှာကျတော့တပည့်တော်ကဒီမှာဆက်ကရေးလောက်ပေါ့နော်ပထမလေအရင်နေ့ကလေဆရာတော်ဘုရားမန္တာရမယ်တရားတွေပြရခဲ့တယ်ပေါ့နော်ဆိုတော့အခုသူကကျတော့တပည့်တော်ပထမဒီအာဆရာတော်ဘုရားဘန်ကောက်လာတော့သူရဲ့ဒီအလူရှင်ဆရာတော်ဒီနေရာဟိုဘောနော်နေရာပြီးတော့ ဒီမှာရိတ်တာပေါ့ဟိုပေါ့ဘုရားကလည်းကျတော့တရားထိုင်နေတယ်မရှိဘူးဗျာမရှိတော့ဒီဘက်မှာကျတော့တရားတရားမှာအယောက်80 80ရာတုန်းကကျတော့ဘုံထိတော့ပါလားအာဘုရားကံမှာကျတော့တရားမှာအယောက်ရှိစရာတခြားလူမျိုးတွေဖြစ်တဲ့အတွက်ဟိုဆရာတော်အဲ့ဒီမှာရိတ်တာဖွင့်ထားတယ်အရင်အဲ့လိုမျိုးမရှိကြောက်ဘောတော့ခေတ်ကမှမရှိတော့ဒီဘက်မှာကျတော့အရင်ဟိုလူနဲ့လူသားတွေပေါ့နော်တော့ဘယ်လိုရှိ 另外，我啊，我们嘞啊，对哈大家喽，都话大爱吴天琪老师呀，没事。 မဟုတ်ဥပိုးကတပည့်တွေပေါ့နော်ဗျာအာသူတို့တွေရှိတယ်ပေါ့သူတို့တွေကိုဆရာတော်ပြနေပြီးတော့အာပြီးကြတော့ပေါ့နော်ဒီမွန်မိုင်းတက်ခင်ပေါ့ဒီမဟာရာစတာလို့ခေါ်ရပါတယ်အဲ့ဒါကလည်းနေတဲ့နေရာမှာမဟာရာစတာတိမှာပါတယ်ပါတယ်ဆိုတော့မဟာရာစတာဆိုတာဗုဒ္ဓရဲ့နေရာအာဖိလာဝါရဲ့နေရာဒီထဲမှာဘူကိုလို့အခုပါရမနီလို့အရင်ကဘာတို့အဂျန်တာတို့အဲ့လိုဟောမွန်မိုင်းအာဒီလိုမျိုးဒါရခိုင်ခေါ်မလားတကယ်လို့လည်းမဟုတ်ဘူးအဲ့လိုအဲ့လိုမျိုးမှာဆိုဒီမျိုးက တွေဒီ district တွေမှာကြတော့ဒီလဝါဒဒီလဝါဒထဲလဝါဒတွေရှိတယ်ဆိုတော့ဒီကတပည့်တော်နဲ့အာဒီဆရာတော်ရဲ့သူတွေပေါ့နော်သူကမာရာထီလို့ပြန်တယ်တပည့်တော်ကအင်းဒီအိန္ဒိယလိုပြန်အပြန်နဲ့ဆရာတော်ကမမလို့ဟောတယ်ပြီးတော့ဆရာတော်မရှိကြတော့တပည့်တော်နားလည်သလိုပေါ့တပည့်တော်ပြန်နေတယ်ဆိုတော့အခုကျတော့တပည့်တော်တို့ကဒီဘန်ကောက်ကနေပြန်လာတော့ဒီဦးစင်းနေကဆရာတော်ကိုပြန်လာပါတော့ဆရာတော်ကကျတော့မအားဘူးဆိုတော့တပည့်တော်ကိုပြန်လာတယ်အဲ့ဒီမှာတပည့်တော်ရေးသူရေးဒီရောတချင်းရေးပေါ့နော် ဒီအလူရှင်ပေါင်းပြီးတော့ဒီမှာ15ရက်ဟိုကဒီလိုမှာ15ရက်ပြရပြီးတော့ဒီမှာပြအပြပြီးတော့ပြဗုဒ္ဓဘာသာဟိုကဒီ3လ4လဝင်နေလိုက်တော့ဗျာအဲ့ဒါကျတော့အခုကျတော့ဆရာတော်မကြွလာတဲ့အတွက်ဟိုလရဲ့လောက်ကအာသူပြောတာကတော့ဒီလိုပေါ့ဆိုဟိုတိလာပေးတာလို့ပေါ့နော်ဆရာတော်ဗျာအဲ့လိုပါဆရာတော်ဗျာအဲ့လေစာရမှာပေါ့နော်တနေရာမိုက်လို့နှစ်နိုင်လောက်ပေါ့တပီးတော်ရေးဆရာတော်ဗျာရေအာသူရေပြောမှာပေါ့ဗျာသူကမရာဖြစ်လို့ပေါ့နော်ဗျာ အဆိုတပည့်တော်အနေနဲ့ကျတော့ဒီပြိဿသမုပ္ပါကို तू ကကျတော့ပြိဿသမုပ္ပါကိုမပါဘူး तू ပြောတဲ့နေရာမှာကျတော့ဆရာတော်တီလာပေးမယ်ဆရာတော်ဗားတယ်သူတို့အဆုံးမဩဝါဒပေးမယ်လေပေးမယ်ပြီးရင်တပည့်တော်သူတို့ကိုပြရနေကြဆရာတော်ပြရနေကြဦးအိတ်တရားကိုလည်းလည်းထိုင်ထိုင်နေနိုင်ဝဲတော့ပေါ့နော်သူအများအကြိုက်လည်းမနိုင်ဘူးနော်သူအဆအဆတော့အဲ့တော့အဲ့လိုတရားစခန်းပုံညာလုပ်နေတာဆိုတော့တရားထိုင်ထိုင်နေအဲ့တော့အဲ့ဒီနေရာမှာကျတော့တပည့်တော်ကသူတို့ကိုအာတပည့်တော်လည်းဒီလိုပေါ့အကျင့်တရားရှိပြီးတော့ ဟိုစပေပေါ့နော်ဘာဖြစ်ဖြစ်တပိတော့ဒီသာသနာကိုပြောင်းပွားနေတဲ့အတွက်တပိတော့အနေနဲ့ဆရာတော်ဘုရားရဲ့ဒီပရိသတ်သမုပ္ပါရှင်းပြတာကိုသူတို့လည်းနားလည်တယ်လို့ကိုလေးဟိုအခါလေးရေးကြည့်ပြီးတော့နားလည်တယ်လို့ဒီစာရောဒီအချင်းတရားကပေါင်းစည်းအောင်ပေါ့နော်ဗျာအဲ့တော့အဲ့ဒါကျွန်တော်တပိတော့ဒီ question တာဗျာအဲ့တော့နည်းနည်းလေးဒီပရိသတ်သမုပ္ပါကိုဖတ်တင်နေပေါ့နော်ဆရာတော်ဘုရားပြောတဲ့အတိုင်းပေါ့အဲ့ဒီမှာကျွန်တော်တပိတော့တရားမှာပါတော့တပိတော့တတ်တဲ့တရားတွေမှာပါတော့ဆရာတော်ဘုရားရဲ့ဒီ လိုပဲပြ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 ီးတော့ဘာသာသူတို့ပြန်ပေးတာခွက်ပြီးတော့ယူမလာဘူးသူအဲဆိုဒါကိုအဝိဇ္ဇာဘယ်လိုလာလဲဘယ်လိုလာလဲဆိုတော့ဆက်ပေါ်တော့ဗျာအဝိဇ္ဇာနဲ့တဏှာပါအဲ့ဒါလေတပြီးတော့ကဘာသာပြန်ပေးမယ်အဲ့တော့ဒီလိုတခါလေးဆရာဘုရားပြောပြီဆိုရင်တပြီးတော့ခါးလေးတို့တခါလေးရေးပြီးတော့သူတို့ဘာသာပြန်ပေးမယ်ဗျာအဲ့ဒါကြတော့အဲ့ဒီတည်းမှာကြတော့တပြီးတော့ပြရတဲ့တရားတွေမပါသေးဘူးအာဒီအစာတက်တက်ပေါ်ပရိသတ်တို့ကတက်တက်ဆရာဘုရားပြရတယ်အဲ့ဒါပြီးတော့သူတို့ သူအပြီးဆရာတော်ပြောရအောင်ဒီလိုတော့ကအိန္ဒိယလိုမှာတပြန်မယ်သူကပြန်ပြီးတော့ဒီမှာမရာထီတက်ပြီးတော့အိန္ဒိယမှာတက်တာလည်းရှိတယ်ဆိုတော့ဒါကမရာထီနေရမရာထီလူမျိုးရဲ့နေရသူနည်းနည်းစာတက်ပေတက်တဲ့ကျတော့တက်တယ်တချို့ကျတော့အင်္ဂလိပ်မတက်ဘူးအင်္ဂလိပ်လိုဟောလို့မရဘူးပြောရလို့ဘောနော်အဲ့ခါကျတော့အဲ့လိုတပြီးတော့ကဆရာတော်ဘုရားရဲ့ဒီအဥ္စာကိုဒီပြိဿတဘောပါဘာသာပြန်ပေးမယ်ပြီးရင်ဆရာတော်ဘုရားတိကားတွေပါတယ်ပြီးတော့ကအခုက

တရားထိုင်လို့ပေါ့နော်ပြ။အဲ့ခါကျတော့၅ရက်လေးကနေခုနှစ်မိနစ်ခုနှစ်ရက်လေးကြည့်ပေါ့။ဆရာတော်ကမကြားတဲ့အခြေဆရာတော်ကနေပြီးတော့ပေါ့နော်ဒီလိုကိုဒီလိုအဆောင်ပြီးတော့ဆရာတော်ဘယ်လိုလုပ်ရမလဲဆရာဆရာတော်ပြရဲ့နောက်လိုက်ကနေလည်းပြီးတော့ follow လုပ်ပြီးတော့ဆရာတော်ပြဟောရင်းဟောဖို့ဆိုပြီးတော့ဒါပြန်ပြီးလေအဒီနေရာကိုလည်းပြီးတော့ဆရာတော်ပြဟောဟောဟောဒီကစဝင်ပါလေ။ဟမ်ဆရာတော်ပြရောက်ဒီကစလုပ်တယ်ဆိုပြီးတော့ဟောအေးပေါ့ရပါတယ် request လုပ်တယ်ဆိုတာ ဒါပေါ့ဟိုရှောက်တာလို့ပြောအေးပေါ့ရှောက်ထားတာပေါ့ပင်းလေလို့ခေါ်လားရှောက်တာလို့ပင်းပင်းရှောက်တယ်ပေါ့အာပင်းရှောက်တယ်အတူတူပါပဲအဓိကတော့ဟိုသူတို့ဖြစ်ချင်တာကိုဆရာတော်ဥဒမတာနာအဖြစ်ချင်တာကိုဘုံမလိုက်လုပ်ပြီးတဲ့သဘောဖြစ်လာတာဒါလည်းသူနဲ့အတူလိုင်းရင်းနဲ့လာဖို့လုပ်ရင်းနဲ့သူ့ဘက်ကအခြေအနေတစ်ခုကြောင့်ဖြစ်သွားတာနိနောက်ပြီးတော့ဆရာလေးနဲ့ဦးဇင်းနဲ့ကလည်းဦးဇင်းကျောင်းမှာလည်းလာနေဘူးလို့ ဆရာလေးကိုဒီလောကထဲမှာဥစဉ်အများကြီးအစိုးရတိုင်းဝင်ဖို့ဖုံးသက်ခဲ့တာလေဟုတ်တယ်မလားကိုဆရာလေးကဒီလိုပဲတခြားတရားနဲ့လောက်ခဲ့တော့သိပြောရတော့မလိုပါဘူးအဲ့မှာမတူတာကတော့ဘုံဘောကမိုးကုတ်မူနဲ့သွားတာပေါ့ဆရာလေးကတော့အချားမူပေါ့မိုးကုတ်မိုးကုတ်ကိုရှင်းနေလို့လို့ပြီးတော့မိုးကုတ်နဲ့မိုးကုတ်တရားထိုင်တာများတယ်ဗျအေးပေါ့အေးပေါ့ဘာကောက်မှာရှင်းနေကလည်းမိုးကုတ်ပဲဒီမှာနိုင်ငံကလည်းမိုးကုတ်ပဲဒါပေမဲ့ညိတ်တာဆုံးမိုးကုတ်စဝိုင်းဆိုရင် တော်ဒီမိုးစဝိုင်းကိုကလားလို့ဘာသာပြန်တာရှိတယ်။အဲ့ဒါမျိုးလုတ်လိုက်ရင်သူတို့ဘာသာနဲ့ပြန်ပြီးသားဆိုရင်ကောင်းတယ်။အဲ့ရတော့မိုးကုတ်ဟိုမတက်ဝိရောမတက်သွားလို့ရတယ်။ဒါပြောပြလိုက်လေဒါဘုံဘုံလုတ်တဲ့မိုးကုတ်မူ။ဒါဘုံဘုံဖုံးကုန်းကဘုံဘုံကကိုယ်ကိုပြန်ပြီးတော့ဒီဥစ္စာပြန်လုတ်ရတာ။ဒါမိုးကုတ်မူပဲ။ဒါမဲ့လိုအပ်တာလေးနဲ့စနစ်ကျပြန်ပြီးတော့အဲဆရာတော်ဖျားကြီးအကြိုက်မိုးကုတ်ဆရာတော်ကြီးအကြိုက်ပြန်လုတ်ထတာ။ဒီစဝိုင်းကလည်းမိုးကုတ်ဖွဲချုပ်ကကြလို့ပုံကာလာမပါဘူးလေ။ အဲ့ဒါလေးသူရှင်းပြလိုက်ဒါပေမဲ့ဒါနဲ့မပြဘဲနဲ့အေးလိုက်မသူ့အဲ့ဒါရှင်းပြပေးသူကအဲ့အဲ့ဒါလေးသူကအဲ့ဒါလေးသူကသူဒါလေးသူနဲ့ရှင်းပြတတ်တယ်ဗျာဟုတ်လားအာဒါပေမဲ့တပြီးတော့က မြန်မာလိုဆရာတော်ဘုရားရှင်းပြစေချင်တယ်မမပြောမှာပေါ့ဘောနော်ဆရာတော်အဲ့လိုရှင်းပြရတဲ့ဟာကိုတပည့်တော်ကပါဠိလိုရေးမယ်ဟောတပည့်တော်အတွက်ကိုလည်းလက်ကျင်လို့ရတယ်ဟာသူတို့ကိုလည်းတပည့်တော်ပြောပြတယ်သူတို့လည်းပြည့်စက်ပေါ်မောက်ပါအောင်နားလည်ပါအင်းအင်းတော့တိလာပြတော့တို့ကနတရားကြတို့ကမိုးကုတ်မူကြတော့လင်္ကာလေးနဲ့သွားပေါ့ကွာတို့ကမိုးကုတ်ကလင်္ကာနဲ့သွားတာဝင်ဒီရဲ့ပထမဆုံးဒီရဲ့ပါဝင်တဲ့ပစ္စည်းကိုရှင်းပြတာဒီစုံဝိုင်းဟောနော် အစဝဲကိုရှင်းပြပြီးမှအစဝဲရဲ့အလုလုပုံကိုရှင်းပြတာနှစ်ချက်တန်ဝေကလင်ငါနဲ့တတိပြုတ်လင်ငါလို့ခေါ်တာပေါ့သူတို့ပဲလိုလုပ်ကြည့်တယ်တစ်ချက်တစ်ချက်လေးအင်းအဲ့ဒါပေါ့အဲ့ဒါလင်ငါကြီးအဲ့လောက်ကြီးတော့မလိုဘူးမက်ဒီတေးရှင်းကိုဘုံမှပြပေးကြတာအဓိကတော့အင်းအမ်ပစ်လေးဖာစေ ဆရာတော်တန်တာရာဆေမီဒီတေးရှင်းဆရာတော်တန်တာရာဟုတ်တယ်ခဏခဏပြောရနော်တန်တာရာနော်ဥဒ္ဓမတာရာပြောတာအော်ဟုတ်ကဲ့ဟုတ်ကဲ့တန်တာရာကြီးပဲကြားနေโอเคဥဒ္ဓမတာရာဟုတ်ပြီဟုတ်ပြီဟုတ်ပြီဥဒ္ဓမတာရာ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 ဆရာတော်ဆေဟီဟမ်မက်ဒီတေးရှင်းဖိကရဲအော်ဦးနေကေစတိုင်ကိုဖောလို့ကြရဲရဲ့ရဲ့အဲ့တော့သူဒါဟုတ်တဲ့စိတ်ဝင်စားဦး ဒါအောင်စိတ်မလို့သာဘူးဒီဖီယန်လေးကကြာဒါအောင်ဖြစ်သေးချင်တာအဲဖုံးမကကြာတော့တွေးပြီးသားဥဒမသာရဲ့နီးရကွာသူကအပြန်အလှန်မိခွန်းနေမိကြတယ်ဆိုတော့အခုကမိခွန်းမဟုတ်ဘူးတရားထိုင်တယ်တရားထိုင်တော့ကြာတော့ဖုံးမမဟုတ်မှုနဲ့ပြကြတယ်ဒါပေမဲ့ မကုတ်မူစာတပည့်တော်ကျတော့ဘယ်လိုပြလဲဆိုတော့ဆရာတို့ရှောင်းတယ်ဒါကတပည့်တော်ပြလို့အဲ့ဒီအတိုင်းသွားနေတယ်ပေါ့နော်လောလောဆယ်ဆရာတော်ပြလောလောဆယ်ပေါ့နော်ဒါပေမဲ့တပည့်တော်တို့ကျတော့၃လလုံးလုံးဆရာတော်အုံတို့မှတာရရဲ့ညီအတိုင်းဆရာတော်ပြောရင်တပည့်တော်ကပါဠိလိုရေးလိုက်တော့ဒါပြီးတော့ကဆရာတော်တရားကိုလေရေးချက်ပြီးသားလို့ဖြစ်သွားတယ်အဲ့တော့အဲ့ဒါလေးရောပြီးတော့ဆရာတော်ကိုလေတပြီးတော့ဖွင့်ဆောင်ထားတာပေါ့နော်တပြီးတော့တက်တူလို့ရေးဆရာတော်ကိုလည်းပြောင်းပြီးတော့ဟောအဲ့လိုကိုသူတို့ပြရတယ်ပေါ့နော် အဲ့တော့အခုလောလောဆယ်ကျတော့သူတို့ကိုဒီပြီးတော့ကဘာလို့တရားလေးဆိုရင်တမထအောင်ဘောနော်ဗျာအာဒီသူတို့ဒီလက်တီငင်အောင်ဗောဗျာတချို့လုံးဝမမထိုင်ဘူးလို့လည်းရှိတယ်ဗောလို့ဗျာအဲ့တော့သူတို့ကိုတမထအောင်နည်းနည်းပြရပြီးတော့စိတ်ညင်အောင်လုပ်ပြီးတော့သူကအဲ့လိုဟိုအချိန်ကတရားလည်းပဲဗျာအဲ့တော့ဆရာတော်ဗျာလည်းအဲ့လိုပေါ့သူတို့အဲ့လိုပြရပြီးလို့ရပါတယ်ဗျာအဲ့တော့သူ့ကိုပြပြလိုက်ပါဘုဒ္ဓမတာရမူရလို့မဟုတ်ဘူးဖျားမူဘုဒ္ဓမတာလည်းဖျားတာဘုံနဲ့လည်းဖျားတာ အဲ့ဒါအဲ့လိုပဲသူ့ကိုပြောပြလိုက်ဒါလည်းမဟုတ်ဆရာတော်ဖျားကြီးရဲ့မူပဲဒါပေမဲ့ဘုရားသားပဲအဲ့တော့အကုန်လုံးဘုရားမူပဲပြမယ်အဲ့ဒါလည်းရှင်းပြလိုက်မဟုတ်ဆရာတော်ဖျားကြီးလည်းရှင်းလိုက်အောင်